ဟီယောဘလုံးဘဲမင်္ဂလာမနက်ခင်ဗဒီဇင်ဘာလကူယန်နေယမနပယထူထရီမြကုပထမဆုံးလူဂျင်တူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်နောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပြပြကြီးစုနေတဲ့တုံရဲ့ချင်းတွေအားလုံးကျေးဇူးများချစ်ချင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တည်င်းလေးတွေစကြရအောင်ဒီဇင်ဘာလကူယန်နေတွေမန်လေးတိုင်းမင်းချမြုပ်နေကျုပ်ပြုတ်ရွာမှထွက်လာတော့ဒီတာယုမွန်ပြောဆိုထီအဖွဲ့နဲ့ စစ်ခွေများပူပေါင်းထသောစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကကြုတ်ပြုတ်ဖျားကုန်းအနီးမိုင်းဆွေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထူတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ခွေဖက်မှ15កងခွေတီဝတ်တီတီဆုံးပြီးတော်လှန်ရေးရေးပေါ်များအထူးအခိတ်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းယင်းစစ်တပ်စစ်ကြောင်းဒီဒီဂျင်ဘာစီယန်နေ၌ကျုပ်ပြုတ်ဖျားကုန်းအနီးတေဆုံးသွားသောစစ်ခွေအလောင်းများကိုမိရှုဖြုတ်ဖြတ်သွားကြောင်းပြည်သူ့ကျေးတပွင့်တပွင့်မှတရင်ထုတ်ပြန်ထားပါသည် ကောင်းလေတဲ့တတင်းနောက်တတင်းဒီဇင်ဘာလ6ရက်နေ့တွင်မကွေတိုင်းစလင်းမြို့မှရေစခန်းမှစင်းစုကိတ်ကင်းစခန်းတောက်ကားတစီစိုက်ကလေးစီဖစ်ကင်းပိယန်ထွက်လာတော့အင်အားစေခန့်ပါစကြောင်းကိုဒေါ်လာရေတဖွဲ့များကမိုင်းဆွေးပစ်ကတ်တိတ်ခိတ်ခိတ်ကြောင်းသိရှိရပါတယ်။ထူထိတ်ခိတ်မှုဒီ55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်ခွေးနှကောင်ခွေးတေဝတ်တေတေဆုံးကလေးကောင်ထိခိတ်ဒဏ်ရာရရှိခဲ့ကြောင်း ထူထီးခိတ်တန်ရာရရှိသောစစ်ခွေးများထေမှဆလင်ပီတုစေယုံတွေစေကုတမှုခံယူနေသောစစ်ခွေးနှင့်ရေတုံးကောင်ထမှန်ခွေးတေဝတ်တေတေဆုံခေကြောင်ပီတုညီနောင်ဆလင်အဖွဲ့မှတရင်ထောက်ပြန်ထားပါတယ်။ခေရန်တွေလည်းတင်စီရရှိထားတယ်လို့သိရှိရပါတယ်။စုစုပေါင်း၅ကောင်တေဆုံတာပေါ့ကွာ။ကောင်လေးတေတတင်းနောက်တင်းဒီဇင်ဘာလလေးရက်နေ့တွေမကွေတိုင်းမင်းဘူးခရိုင်စကူမြုပ်နေမင်းချောင်းအနောက်ဖက်ရှိစကူမြုပ်အနောက်ပိုင်း ခန်ကုံယောမဆွေဆက်တော်ဖျားဖက်တော့အင်အားတရားနှစ်စေခန်ဖြစ်ထွက်လာတော့စစ်တစစ်ကြောင်းဒီအတက်လေးစေကျော်အွေအမျိုးသမီးတဦးကိုပိတက်ခိပီလူငယ်တဦးကိုဖမ်းဆီးသွားကြောင်းအလားတူဒီဇင်ဘာလ9ရက်နေ့တွင်လေကိုယောမအသက်90အွေအမျိုးသမီးကိုထပ်မံတပ်ပိခိကြောင်းသိရှိရပါတယ်သူစစ်တစကြောင့်ကိုတော်လှန်ရေးတပ်ဖွဲ့များကဒီဇင်ဘာလ9ရက်နေ့မွန်းလွေတနာကြီး30မိနစ်ခန့်တွင် ကတင်ကုန်းကျေးရွာနီချက်ဖြစ်တဲ့ခိတ်ခိတ်ရာစစ်ခွေးလေးကောင်ခွေးတီဝတ်တီတီဆုံးပြီးတချစ်တကောင်အပါအဝင်ထိခိတ်တန်ရာရရှိသူမြပြချောင်းမိမှုခရားအပတ်ချုပ်တဲ့ရမတရင်ထုတ်ပြထားပါတယ်စစ်ခွေးတွေရဲ့လက်နက်ကြီးပိကမှုကြောင့်ပြီးသူနေအင်တချို့ပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်အသက်ခံရတဲ့ပြီးသူတွေနဲ့ပျက်စီးတဲ့အိုးအင်တွေအတွက်စိတ်မကောင်းပါဘူးထတ်တူဝနေပါတယ်တီဆုံးတဲ့စစ်ခွေးလေးကောင်နဲ့တန်ရာရရှိတဲ့တချစ်တကောင်အတွက် ကောင်းလေးဒေးတဒေးနောက်တဒေးပခုတိုင်းပတောင်းမြုပ်နေကပါဆာစချုံမှချုပ်တုံးလုံးပွင့်ကုန်းတော့စစ်ကူလာတဲ့စစ်ပြိုဟာကွက်ကေးမှုဌာနချုပ်စကခတစီလက်အောက်ခံတရင်တွေကိုအရခတတိုအေကဒီဇင်ဘာစီယနေ့ချေမုန်တိုက်ခဲ့ရမှာတိတ်ပွေးအတွင်းကနဲ့စစ်ခွဲအလောင်းအလောင်းတုံးပန်တကောင်နဲ့လက်နက်ခေယံစစ်အတုံးအဆောင်ပစ္စည်းတွေကိုအရခတတိုအေကတင်းစီရရှိခဲ့တယ်လို့တည်ရင်ရရှိထားပါတယ် ကောင်းလေးတဲ့တတင်းနောက်တင်းစစ်တွေမျိုးအခြေစိတ်ဒါကာစဝင်းထေကိုအရခတ်တတော်ဖက်ကပိခတ်လိုက်တဲ့လက်နက်ကြီးကြီးကြရောက်ပုတ်ကွေးပြီးစစ်ခွေအမြအပြာဈေးယုံတင်ထားရတယ်လို့တင်ရရှိထားပါတယ်အရခတ်တတော်ထင်းချုပ်ထားတဲ့နေမီတွေကိုစစ်ကောင်စီဖက်ကလက်နက်ကြီးနဲ့အဆက်မပြတ်ပိခတ်နေတဲ့ဒီဇင်ဘာကနေ့ရက်နေ့ညပိုင်းမှာအရခတ်တတော်ဖက်ကပြန်လေပိခတ်ခဲ့တာဖြစ်ပါတယ် စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ငါချင်းချင်းပြပြတဲ့အချင်းအေအေကပြန်ပစ်တယ်။ဒါကစားဝင်းသေးကိုကြတာကကဲဝင်းချင်းကတော့တုံသွားတယ်လို့စစ်တွေဒေတာခန်တူကပြောပါတယ်။ဒါကစားဝင်းထဲကိုလက်နက်ကြီးကြားရောက်ပြီးနောက်လူနာတင်ကားတွေလည်းစစ်တွေမြို့ပေါ်မှာလူနာတင်ကားတွေအတွားအလာရှုပ်ထွေးသွားတယ်လို့မျက်မြင်ဒေတာခန်တွေကအတည်ပြုပါတယ်။ဆေးယုံကြီးကလူနာတင်ကားနှောက်ဝင်သွားတယ် သူတို့အရေးပေါ်ကဝင်လာတာနဲ့ဆေးရုံကလူတွေကိုအဝေးကိုဖိခိုင်းတယ်စစ်ဆေးရုံကတော့တက်ပိုင်ကားနဲ့ယူတယ်တရားတလောက်ကတော့တေဆုံးတယ်ကြားတယ်တရားရတာလဲမြတ်တယ်လို့စစ်တွေတရင်ရမိက ပြောပါတယ်စစ်ခွေးတွေကတော့ခွေးတွေဝတ်တေတေကုန်ကြပြီပေါ့ကွာကောင်းလေတဲ့တင်းနောက်တင်းအမျိုးသားညီငွေရဲ့အစိုးရ UNGE ဘီသေးရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဌာနအမေဒန်အတွင်းဝင် ဥကွင်မင်းဒီခီတောနေစင်အတွင်အဆက်အသွယ်ပြတ်သွားတဖြစ်လုံချုံယေဆုရင်ရသည့်အခြေအနေကြောင့်ဝန်ကြီးချုပ်အမင်းဖြစ်၎င်းအားတာဝန်မြန်မာရစ်ဆိုင်ထားကြောင်းသိရှိရပါသည်။၎င်းဒီဒေတန္ဒရအောက်ချုပ်ရေးဆိုင်ရာများတွင်တာဝန်ယူရသူဖြစ်၍ပတ်သက်ဆက်နွေသောအဖွဲ့အစည်းများအားတတိပေးနှူးဆိုထားကြောင်းယုံကြည်စိတ်ချရသည့်တရင်းရင်းမိတူကအေယာဝတီကိုပြောပါသည်။ထူထောက်အဆက်အသွယ်ပြတ်တောက်နေသည်မှာတပတ်ခန့်ရှိနေပြီဖြစ်ကား ရှမ်ပီယံနဲ့ရှမ်တောင်ကျန်း၌ဖန်စီကန်ရချင်းဖြစ်နိုင်ကြောင်းပြောဆိုကြပြီး၎င်းနဲ့အဆက်အသွယ်လောက်ထသည့် channel များမှရည်ရည်ထုတ်ပေးထားရန်လေအစိုးရအဖွဲ့အတွင်းတတိပိချက်များရှိပါသည်ဒေတန္ဒရာအုပ်ချုပ်ရေးပိုင်းတွင်အဓိကကျသူဦးကွင်မင်းဒီစီရေးပိုင်း၌မပါဝင်တော်လေအန်ယူဂျီလက်အောက်ရှိ ပီတုကာကွယ်ရေးတပ်ဖွဲ့တင်တန်းစင်ပွေမြတ်တော့ဝန်ကြီးဦးလွန်ကူလက်နဲ့အတူတက်ရောက်လေရှိကြောင်းသိရှိရပါသည် PNO ပြည်သူ့စစ်တွေကဖမ်းဆီးထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တခြားမီဒီယာတခုမှတော့ PNO ပြည်သူ့စစ်တွေကဖမ်းထားတယ်လို့ပြောကြတယ်လို့ရေးထားတယ်။ဒါပေမဲ့အတိပြောလို့မရဘူး။ PNO တွေကတကယ်ဖမ်းရင်တော့ဖမ်းတယ်လို့သူတို့ကသတင်းထုတ်ပြန်ရမှာ။တပတ်ကြာပြီဆိုတော့ PNO တွေကအခုချိန်ထိဘာမှမပြောဘူးဆိုတော့သူတို့ကတက်သွားပြီလားလို့ကျွန်တော်ကတော့ထင်မိပါတယ်။ PNO တွေကဖမ်းရင်တော့နောက်ဆက်တွဲဆောင်ကြည့်ကြသေးတာပေါ့။ ဒီဇင်ဘာလကူယနေ့ရဲ့မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးနောက်တစ်ချီ PDF ကောင်းဆောင်စူအောင်နဲ့တက်တာတိများအပိုင်းနှစ်တစ်ချက်လောက်နားဆင်ကြည့်အောင်လီမာပဲနေနေရန်ကုန်မှာပဲနေနေနေပြည်တော်မှာပဲနေနေမြန်မာနိုင်ငံမှာရှိတဲ့အေမြို့မှာပဲနေနေဒီထက်ထွက်ပြေးသွားပြီဆိုလို့ရှိရင်ဒီလူတယောက်ရဲ့ဘဝနဲ့နာမည်တည်သေးသွားပြီဟုတ်တယ်မလားဟုတ်ပါတယ်အေးဆက်လိုက်ရတဲ့ရဲဘော်တွေကနာမည်တည်တာမျိုးရှိလားရှိပါဦးသူ့ရဲ့ 空的人这多了，没事了。知道。这一段了嘛？地里开出皮段了，也不了，在别的也不管多的很。在别的也无，都是空的人。这人嘛，表的水刚降平了，收降平了。知道。表的钱嘛，表没收，降平了，收降平了。知道没啦？知道。啊，你讲叫给叫出皮多了，你讲俺这帮嘛在上放着了。那等爱情情人到人表偏队的时候嘛，要没在表上人。 ပြီးသွားတဲ့ကောင်ခံလို့ခံရမှာပဲမဟုတ်လားဟုတ်ပါဘူးအဲ့ချိန်မှာမှ तू ကမခံရင်လို့ရမလားမရဘူးပြောဆိုမခံရင်လို့ရမလားမရဘူးဒါအောင်ငါတို့ကတီးဖို့လိုတယ်နားလဲလားမဟုတ်ပါဘူးဒေါ်လန်ရေးမှာကသနက်ကင်မှာဒေါ်လန်ရေးဟုတ်လားဟုတ်ပါဘူးအခြားလုံးလို့ရတဲ့အရာတွေအများကြီးရှိတယ်ဟုတ်တယ်မလားဟုတ်ပါဘူးဒေါ်လန်ရေးမှာပါဝင်တဲ့နီလန်ပေါင်းစုံတိုင်းဒီပါဝင်နေကြတဲ့လူတိုင်းဒီဘာပေါင်းစုံကပါဝင်နေရတဲ့လူတိုင်းဒီဒေါ်လန်ရေးသမားဖြစ်တယ် တော့ပြီးတော့လက်ကန်လာတော်ပါပြီအဲ့ဆိုတော့ငါပြောတဲ့ချက်၃ချက်ဆင်းမှာပမာတစ်ချက်ငါတို့ဒီဒေါ်လန်ဤကာလမှာခုလင်းမြေကြီးပေးရပြီနဲ့ဒီတို့အချီးနီးဖြစ်မသွားဘူးဒီတို့လက်နက်တွေရှိနေသေးတယ်ဒီတို့မှာမိုင်းတွေရှိနေသေးတယ်ဒီတို့မှာအင်အားတွေရှိနေသေးတယ်ဟုတ်တယ်မလားဟုတ်ပါပြီဒုတိယတစ်ချက်ဒီတို့မျိုးတွေလင်းမြေတွေပြန်ပေးရပြီမြေသူလူတို့ရဲ့ယုံကြည်မှုတွေမင်းတို့ဘောမှာရော့မသွားဘူးမင်းတို့နဲ့တူပြည် တို့ကရှိနေသေးတယ်။တာဝန်ခြေတဲ့ပြည်သူတို့ကဤတဲ့တာဝန်ခြေဖို့ကြိုးစားနေတော့ပဲရှိသေးတယ်။ဒါကငါတို့ကရုံးထွက်သွားလို့ရလား။မရဘူး။တတိယတစ်ချက်ငါတို့ရဲဘော်ရဲဘက်ချင်းချင်းတစ္ဆာဖောက်ပြီးတော့မှထွက်ပြေးသွားမယ်ဆိုလို့ရှိရင်တတ်ရှင်ရတဲ့ကာလတစ်လျှောက်လုံးမှာလူညက်လူအလူလုံးတယောက်လို့လူပြားဝိုင်းကြတော့ခံရမယ်။ဟုတ်တယ်မလား။ဟုတ်ပါပြီ။အဲ့ဒီချက်သုံးချက်ကိုမင်းတို့စိတ်ထဲမှာမြင်မြတ်မှတ်ထားပါ။အော်လန်ရဲ့ဒီငါတို့ကရှုံနေတာဟုတ်လား။ဟုတ်ပါဘူး။ ရှုံးနေတာမဟုတ်ပြီမေနိုင်နေတာလည်းမဟုတ်ဘူးအခုချိန်မှာကငါတို့ကလုံဆွဲနေရတာဟုတ်လားဟုတ်လားဟောလည်းရလည်းငါတို့ကလက်နက်ကန်ပြီးတော့မှဒါရဲ့နိုင်ငံရေးအရာလည်းငါတို့ရဲ့ဥဆောင်နေတဲ့နိုင်ငံရေးဥဆောင်သူတွေအနေနဲ့ကစားနေတယ်ဟုတ်လားဟန်တယ်ပန်ဆုံးအဲ့ငါတို့ကစိတ်ရကြဖို့လိုလားလိုဘူးငါတို့ဘလို့အချင်းကြီးပဲဖြစ်ဖြစ်လိုအနေထားမှာပဲရောက်ရောက်လောက်ထိဒုက္ခဆင်းရဲမျိုးစုံဖြစ်နေပါသေးငါတို့အတူတူရှိနေမှာကြော်ပြတ်နိုင်မှာ တယ်မလားဟုတ်ပါတယ်အခုမင်းတို့မှာစိတ်တက်ကြလို့ရတယ်စိတ်တက်ဆိုတာရှားဖို့တက်ဖို့ဟုတ်တယ်မလားဟုတ်ပါတယ်စိတ်တက်ဆိုတာဘာလဲရှားဖို့တက်ဖို့ကြပြီးရင်ပြန်တက်ရမှာဟုတ်တယ်မလားဟုတ်ပါတယ်တက်ပြီးရင်ပြန်ကြတာလေဖြစ်ရှင်ဖြစ်နေမယ်ဒါပေမဲ့ကြပြီးနောက်တစ်ခါပြန်ပြီးတော့တက်ရမှာပဲဟုတ်တယ်မလားဟုတ်ပါတယ်စိတ်တက်အတက်ကြအောင်ငါတို့ကလိုက်ခံစားနေမယ်ဆိုရင်ငါတို့ခံကြပုံမှာတန်တရားတွေဖြစ်လာမယ် ငါတို့လှုပ်တဲ့လမ်းကြီးငါတို့ရှောက်နေတဲ့လမ်းကြီးကဟာငါတို့ကမှားနေပြီလားငါတို့မိသားစုတွေကိုပြစ်ထားတာလားငါတို့ဒီရွေးချယ်တာကဘယ်လောက်တောင်ငါတို့မိသားစုဒုက္ခရောက်လဲငါအမေအတွက်ငါငဲ့ကြည့်ရပါမယ်ဆိုတဲ့ကိစ္စတွေမင်းတို့မှခံစားနေရတာဟုတ်တယ်မလားဟုတ်ခံစားနေရတာမှန်ပေမဲ့ငါတို့ရှောက်တဲ့လမ်းငါတို့ရွေးချယ်ထားတဲ့လမ်းမပြီးဆုံးသေးွေးငါတို့ကိုးကြောင်ခိုးဝဲနဲ့အသက်ရှင်နေရတဲ့လူပြောက်အဖြစ်ခံလို့ရလားဟုတ်ပြောတော့တာတော့စောက်ရမိတ်တယ်နော် ဒါလေးစပါတယ်။ဒါကတော့အပိုင်းဖြစ်ပါတယ်။အပိုင်းတိကတော့လူခဲတဲ့နေ့ရက်မှတင်ထားပါပြီ။လူမြေလေးတွေဖြစ်ပေမဲ့လည်းအပြောအဆိုတွေတာမိတ်တွေကွာ။စိတ်တက်ကတော့ဒါလေးစပါတယ်။ Kera Swing Don't Know Video ။ဦးလှိုင်ဝင်းပြောသွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်။မြောင်းလိုင်းကလေတက်ကလေသူတို့ကငကိုတဲကအရှုံးမပေးခြင်းလို့ကိုအနိုင်လိုခြင်းလို့ကိုအာနာယူထားတာဖြစ်တယ်။အဲ့ဒီထဲမှာမှမြန်မာနိုင်ငံရဲ့အခင်းချင်းနဲ့ကမ္ဘာအခင်းချင်းကနေပြီးတော့အရှုံးမပေးခြင်းနဲ့ဆက်အာနာရှင်တွေကတရုတ်ကိုထိုးအပ်တယ် တရုတ်ရဲ့ဩဇာကိုခံနေသူတို့ကိုစည်ရရစီးပွားရေးအရာနိုင်ငံရေးအရာအတိမတ်ပြုရေးအရာ တရုတ်ရဲ့အကာအကွယ်အောက်ကိုဝင်ဖို့အတွက်တိုင်းပြည်ရဲ့စီးပွားရေးတွေလုံပိုင်ခွင့်တွေနဲ့တရုတ်ကိုလမ်းဖွင့်ပေးတယ်။အဲကြောင့်မြေဆုံစီမံစိန်ပြန်ဆဖို့လုပ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့မြေရှားတွေအားလုံးကိုတရုတ်လက်ထက်ထိုးအပ်တယ်။မြန်မာပြည်မှာရှိတဲ့တန်ဇာတာတွေအားလုံးတရုတ်လက်ထက်ထိုးအပ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့အရေးပါတဲ့ မဟာဗျူဟာမြောက်စီးပွားရေးအချက်ချာဖြစ်တဲ့မော်တော်ကားလမ်းတွေဖောက်တယ်ရထားလမ်းတွေဖောက်မယ် gas pipeline တွေဖောက်ပြီးတော့ဘင်္ဂလားပင်လယ်အော်ကိုကြီးဆိုးရေးအဲရညစင်မှာအိန္ဒိယနိုင်ငံနဲ့မလကာရေလက်ကြားကို ထိန်းချောင်းရေးဆိုတဲ့ဒီလိုရဲ့မဟာဗျူဟာမြောက်ရေမှန်းချက်တွေကိုမြမပြည်ကအသုံးတော်ခံရတဲ့အဆင့်ကိုဒီစစ်အာဏာရှင်တွေကသူတို့အာဏာတည်မြဲရေးအတွက်ထိုးကျွေးလိုက်တဲ့အနေအထားကိုရင်ဆိုင်လာရတဲ့အခါမှာစစ်အာဏာရှင်ကို ညီမျိုးစုံနဲ့အင်အားကြီးနေအောင်စ조사နေတယ်ကျွန်တော်တို့တော်လှန်ရေးဘက်ကဒီမိုကရေစီဓမ္မဘက်တော်သားတွေဘက်ကလှုပ်ဆောင်မှုတွေဟာအောင်မြင်သင့်သလားမအောင်မြင်ပဲဆရာနာရှင်ကပြန်လည်နှိုးထလာတာဖြစ်တယ်အဲ့လိုအနေထားကနေဒီမြန်မာနိုင်ငံရဲ့ထွတ်ပေါက်ဒီကဘာကြီးနဲ့လည်းဆိုင်တယ်ကံကောင်းတယ်လို့ပဲပြောရမှာလားဆရာနာရှင်ရဲ့လောဘတက်မှုအရှိကိုမစင်စားမှုတွေနဲ့ကဘာရာဇဝမှုကြီးကြားဖြန့်လုပ်ငန်းကနေသူတို့လုံးဝင်ငွေကိုရှာလိုက်တဲ့အခါမှာ အမေရိကန်နိုင်ငံကိုသွားရောက်ပြီးတော့လိန်လည်လိုက်တဲ့အခါမှာအမေရိကန်နိုင်ငံကဒီကြားပြလုပ်ငန်းကိုအကြောင်းပြပြီးဆီယနာရှင်ကိုနှိမ်နှင်းမှုတီဖြစ်လာတာဒါကတော့နေဦးဒေါ်လာရေးအတွက်မျှော်လင့်ချက်တစ်ခု ပြန်လဲရောက်ရှိလာတယ်။အဲလိုအနေထားတွေအရာကျွန်တော်တို့ဟာမျှော်လင့်ချက်လေးတော့နည်းနည်းရှိလာတယ်။အဲ့ဒီချိန်မှာလက်ရှိအမေရိကန်အစိုးရကဘယ်လောက်အတိုင်းထားတီလုပ်မလဲတော့မသိဘူး။ ဒါမဲ့သေးကြတာတခုကမင်းအောင်လှိုင်တို့ကလက်ဦးမှုယူပြီးဒီကြားဖြတ်လုပ်ငန်းကိုအပြတ်သူတို့နဲ့မပတ်သက်အောင်ရှင်းထုတ်လိုက်နိုင်ပြီးတခြားနီးနဲ့သူတို့ဝင်ဝေရအောင်လုပ်မယ်ဆိုရင်တော့အမေရိကန်လည်း80ဒေါ်လာဖို့တော့မရှိဘူး။ဒါကြောင့်လဲမင်းအောင်လှိုင်တို့ကဒီကြားဖြတ်လုပ်ငန်းနဲ့သူတို့ဆွေကမ်းမျိုးကမ်းဖြတ်မယ်မပတ်သက်အောင်လုပ်မယ်ဆိုပြီးတော့အခုလိုဖန်စီတာတွေဘုံခွဲတာတွေဒီတက်တည်ထောက်တာဖျောက်တာတွေနဲ့ရွှေကုတ်ကူနဲ့ကေကေပတ်တဲ့ဒီမြဝတီတကြောမှာရှင်းလင်းရေးတွေလုပ်နေတာဟာ အမေရိကန်ဝင်လာစေခြင်းလို့သူတို့သူတို့ဟန်တာတဲ့အနေနဲ့ပေါ့အဲ့ဒီတော့ကြားပြန်ကရလာတဲ့ဝင်ငွေတွေအစားတခြားဝင်ငွေနဲ့သူတို့ကအစားထိုးမှာပေါ့ဒါဆိုရင်သူတို့ကအဲ့ဒီကြားပြန်လုပ်ငန်းနဲ့ပတ်သက်နေတဲ့ဒီအောက်ခြေမှာရှိတဲ့ DGB ရို့ဘူချစ်သူလူလောက်ကိုသူတို့ကထိုးကြွေးလိုက်ပြီးသူတို့ကရှောင်ထွက်သွားပြီးအာနာဒီမေးရေးကိုဆက်သွားမှာပဲဒါဆိုရင်ကျွန်တော်တို့ကပို့ပြီးတော့ຫນွေဦးတော်လိုက်ရေးမှာပို့ပြီးတော့ပို့ပြီးတော့အချက်တဲတွေအခက်ခဲတွေရင်ဆိုင်လာရဖို့ရှိတယ် အန်ယူဂျီကလည်းစဉ်းစားဖို့လိုအပ်တယ်။သူအင်အားရှိမှတော်လှန်ရေးဆက်သွားလို့ရမှာ။သူအင်အားရှိဖို့အတွက်သူဘာလုပ်မှလဲ။နောက်ဆုံးဒီတော်လှန်ရေးတစ်ခုလုံးရဲ့အဓိက main ဒီအန်ယူဂျီပဲဖြစ်တယ်။အန်ယူဂျီမှာပဲမူတည်တယ်။တိုင်းရင်းသားတွေအင်အားနဲ့ဆက်အနာရှင်ကိုဘယ်တော့မှမတိုင်နိုင်ဘူး။ဒို့ဒီမို့အန်ယူဂျီ plus တိုင်းရင်းသားတွေနဲ့ပေါင်းပြီးတိုင်နိုင်တယ်။ဆက်အနာရှင်ရဲ့အဓိကခြေကုပ်စခန်းဒီပြေမမှာရှိနေတာ။အဲ့တော့ပြေမကိုသာဆက်အနာရှင်က ိမ့်ချုပ်ထားနိုင်တယ်။ပြည်မမှာရှိတဲ့လူအင်အားတွေကနေစစ်သားရမယ်။ပြည်မမှာရှိတဲ့ဒနာအင်အားတွေကနေသူဝင်ဝင်ရမယ်။ပြည်မမှာရှိတဲ့ဆက်ဆံရေးကနေစီးပွားရေးအခွင့်အလမ်းတွေကနေတရုတ်တို့ရုရှားတို့ရဲ့အကူအညီရမယ်။အဲ့ဒီဆက်ရနာရှင်ရဲ့အဓိကခြေကုပ်စခန်းဖြစ်တဲ့ပြည်မကိုပြည်မသားတွေဖြစ်တဲ့ဗမာအများစုပါတဲ့ NUG ကဖြတ်မှပြတ်မှာ။ NUG နဲ့ပြည်မတော်လှန်ရေးဒီဆက်ရနာရှင်ကိုအမြင့်ဖြတ်ဖို့အတွက်အဓိကအစုဖွဲ့ဖြစ်တယ်။ဒါကို တိုင်းသားတွေကလက်ခံတယ်တိုင်းသားဤဦးများကလက်ခံတယ်ဆိုရင်ဆေးရနာရှင်ကိုတကယ်သူတို့တိုက်ခြင်းနေတကယ်တမ်းသူတို့ဆေးရနာရှင်ကိုလည်းဖြုတ်ချခြင်းနေပြီးတော့သူတို့သွားခြင်းနေ Federal Democracy အစ်စ်နေဒီမိုကရေစီနိုင်ငံတော်ကြီးနဲ့သာယာတဲ့တိုင်းသားဒေသတွေအဖြစ်ကမ္ဘာပေါ်မှာပေါ်ထွန်းလာခြင်းနဲ့ဆိုရင်ဆက်အနာရှင်ကိုအမြင့်ဖြတ်တိုက်ဖို့အတွက် NUG နဲ့ပေါင်းမှရမှာ NUG နဲ့မပေါင်းဘူးလို့ပြောတဲ့တိုင်းရင်းသားတွေအားလုံးဒီတတိမမှန်ဘူး ်အန်ဂျင်နီယာမပေါဘူးလို့ပြောတဲ့တိုင်းသားတွေအားလုံးဒီဆေးအနာရှင်ကိုဖြုတ်ချနိုင်တယ်ဆိုတဲ့တတိမပါဘူးအန်ဂျင်နဲ့မပေါဘူးသူတို့ကသူတို့ဆေးအနာရှင်နဲ့ဒီတရုတ်ကိုစားတို့ဒါတိုင်းဆက်ဆံမယ်ဆိုတာတဲ့လူများဒီနေဦးတော်လှန်ရေးကိုအယုံကြည်ဘူးပြီးတော့ဖက်ဒရယ်အစ်စ်ကိုလည်းမယုံကြည်ဘူးဒီမိုကရေစီစနစ်ကိုလည်းမယုံကြည်ဘူးအခုဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားဒီ ် NUG အင်အားရှိမှမျိုးဒေါ်လာရေးအင်အားရှိမှဒါမှ NUG အင်အားရှိမှမင်းအောင်လိုက်တို့ကိုအနိုင်တိုက်နိုင်မှာဒါကလေကျွန်တော်တို့ကစစ်ရေးကိုရွေးချယ်လိုက်ပြီးဖြစ်တာဖြစ်တဲ့အတွက်စစ်ရေးနောက်ဆက်တွဲအခုလိုဆုံးရှုံးမှုတွေတေဆုံးမှုတွေပျက်စီးမှုတွေရင်ဆိုင်ရတော့မှာဖြစ်တယ်ဒါကြောင့်ပြည်မသားတွေအားနဲ့ပဲမင်းအောင်လိုင်ကိုတိုက်လို့ရမှာဘာကြောင့်လဲမင်းအောင်လိုင်ရဲ့ခြေကုပ်စခန်းဒီပြည်မမှာယူလာတာအခုစစ်သားတွေအားလုံးပြည်မရပဲသူစုဆောင်နေတာကိပြည်နယ်မှာသွားစစ်သားစုဆောင်လို့မရဘူး ဟုတ်တယ်မလားကချင်ပြည်နယ်မှာလည်းစစ်သားစုဆောင်လို့မရဘူးပြည်မနေနဲ့ပဲသူစုဆောင်နေတာမင်းအောင်နိုင်ရဲ့အဓိကစီးပွားရေးကလည်းပြည်မပဲရှိတယ်မင်းအောင်နိုင်ရဲ့ခရိုနီတွေကလည်းအဓိကပြည်မမှာပဲကြီးကြီးမြုံနံထားတယ်အဲ့ဒီပြည်မမှာသူ့ရဲ့ခြေသေးကိုဖမ်းကျင်တယ်ဆိုရင်ခြေသေးအောင်းနေတဲ့ဂူထဲကိုဝင်မရမှာအဲ့တော့အဲ့ဒီအန်ယူဂျီကိုအင်အားရှိအောင်ထောက်တိုင်တွေအနေနဲ့တိုင်းသားလက်နက်ကင်များနဲ့တိုင်းသားများကဝိုင်းရံပေးဖို့လိုအပ်တယ်ဒါမှသာလျှင်ပြည်မလွတ်မြောက်မယ်ပြည်မလွတ်မြောက်ရင်တော့တိုင်းနိုင်ငံလွတ်မြောက်ပြီ အန်ယူဂျီအင်အားရှိဖို့တော့လူတယ်အန်ယူဂျီကလည်းတိုင်းဒါလက်နဲ့ဂိုင်တွေကိုကောင်းကောင်းစီယုံရမယ်အန်ယူဂျီကတိုင်းဒါလက်နဲ့ဂိုင်ခေါင်းဆောင်တွေကိုကောင်းကောင်းအစီအဝေးနှစ်လတစ်ခါတစ်လတစ်ခါသုံးလတစ်ခါလှုပ်နိုင်ရင်တော့အဖြေကတော့ထွက်မေးလို့တော့ကျွန်တော်ယုံပါတယ်အခုတော့စီယုံကြီးလည်းမလောက်တစ်ခါတလေတွေ့ဆုံဘာမှလည်းမပြောလက်လေထောက်ဆက်တပုံရိုက်အဲ့ဒါနဲ့အမူအရာနဲ့တော့မပြီးဘူးလက်တွေ့လို့မှဖြစ်မှာအယူကြီးကတကယ်တိုင်းတလက်နဲ့ဂိုင်တွေနဲ့ ဆက်ဆံပြီးလှုပ်ရှားမယ်ဆိုရင်တော့ပြီးတဲ့ကိစ္စကိုအချင်းချောင်လှုပ်နေတာလားမတီးဘူးကွာမပြောတော့ပါဘူးကြေတာဆိုရင်တော့တော့ပြီးတယ်မနဲ့ပြန်ဒီစင်ဘလာစီရက်နဲ့အတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးငါကြောင်မင်းကဘာပြောရလဲတစ်ချက်လောက်ရှုကြရအောင်ဒီစင်မဆဲနေကိုဘာလဲအတန်တိတ်တပိတ်ရန်ကုန်ကတော့ရှင်းရှင်းလေးပဲသူကအတန်တိတ်ရောအတိုင်းပဲပိတ်ပိတ်ကြိုက်တာလို့ရန်ကုန်ကတော့ AC ဖြစ်လိမ့်မယ် နော်ရကွန်ရကွန်တော်ရနော်မန္တလေးနေပြီးတော့မန္တလေးနေပြီးတော့မှရှိတယ်ရကွန်ကြီးကလည်းကြည့်လိုက်ခင်ဗျစားတော့ဆိုင်ပြီးတော့တိပြကြမ်းတဲ့လူတွေဆိုတော့ခင်ဗျညနေဆုံးပျော်ရွှင်စားတော့ပျော်ပါအကုန်လုံးသွားနေကြတယ်သွားလာပျော်ပါနေကြတာအကုန်လုံးကအေးဆေးပဲအေးဆေးနော်ပျော်ပါတယ်ဒါကြမဲ့ဒါကြမဲ့ဟိုပြပပြ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 မိတယ်ကြာဘာလို့လဲဆိုတော့လူတွေမရှိတဲ့နေရာတွေကိုရိုက်ပြမယ်ဆိုင်တွေပိတ်ထားတဲ့နေရာတွေလိုက်ရိုက်ပြပြီးတော့သူ့အတားတွေတွေကအောင်မြင်ပါဆက်ပေါ်အောင်မစောက်ကြည့်လိုက်ထပ်လုပ်ကြမယ်အဲ့တော့ပြပြအုပ်စုတွေကလိန်နေတိုင်းလိန်ပြောချင်တိုင်းပြောလုပ်ချင်တိုင်းလုပ်နေတာပျော်ရွှင်မှရှိတဲ့လူတွေ တမ်းပေါင်းများစွာတော့ပြူရတယ်ငိန်ခံရတဲ့ဘဝကြီးရောက်နေတယ်ဆိုတော့မှားတော့မှားနေတယ်လောနေတယ်ကွာတော်တော်လောနေတယ်အဲ့တော့ဆဲနေမှာအစိုးရကလည်းဘာလို့မလဲတော့မသိဘူးအစိုးရဆဲနေတဲ့ပတ်သက်အစိုးရကခုတော့သူကောင်းတော့ပြန်လုပ်မယ်လို့ထင်တာပဲလို့ဆက်လို့လို့မသိဘူးကျွန်တော်တို့ပြောလိုက်ပြောရင်ပြည်သူလူပေးသိချင်တဲ့ပေးချင်တဲ့ message ကဒီစမှာဆဲမကလို့ဒီစမှာရက်တရားဖြစ်ဖြစ်ဗျာပုံဝင်လင်ပြောတာကိုယ့်လိုကိုယ်လိုရင်းနဲ့ကိုယ့်ဘဝကိုယ်တိဆောက်ပါကိုယ့်ကိုယ်ကိုယ်တအောင်မြင်လို့ပါဟိုဘာပြောရင်ရင်ကောင်းတော့လိုက်မှာလားပြပရုံတော့လိုက်မှာလားကျွန်တော်တို့ကိုယ်ကစဉ်းစားဖို့ရင်ကောင်းတော့လိုက်ရင်ချီရုံနဲ့ကြာတယ် ပြောင်းလို့လောက်ရင်ပန်းကင်းနဲ့သွားမှာတိုက်တာစဉ်းစားဒါဖရဲလိုကိစ္စပဲချီတွင်ရောက်မှာကာမင်းတောက်တွေကဲရန်ကုန်မန္တလေးနေပြည်တော်မှာနေတဲ့ပြည်သူတွေကြုံမျိုးမင်းကတမင်တက်တက်ကိုစင်ခေါ်တာနော်အလောက်မလောက်တဲ့သူတွေပန်တမြတ်အိမ်ထဲမှာကြေးဥပြုတ်ပြီးတော့နေပေးကြပါဒါကပြည်သူတွေလောက်နိုင်တဲ့တပိတ်ဖြစ်ပါတယ်ဒီနေ့ဈေးတွေဝေထားချက်မနစ်ဖက်တဲ့ဆိုင်ရှိတဲ့လူတွေဆိုင်ပိတ်ရင်အဖမ်းခံရမှာစိုးလို့ဆိုင်ကိုတော့ဖွင့်ကြပါဘာဖြစ်လို့လဲဆိုတော့ဒီစစ်ခွေတွေကတကယ်ဖမ်းပါ က်ဆိုင်ဖွင့်ရင်လည်းဝေမေ့သူမရှိရင်လက်ဖက်ရည်တောက်မဲ့သူမရှိရင်ဒါကလည်းအတန်တိတ်ပဲရန်ကုန်မန္တလေးနဲ့ပြည်တော်မှာပြည်သူလူထုတွေမလျှောက်ထွေးဖို့ပဲလူတယ်ဒါကတော့ပြည်သူလူထုတွေကလောက်နိုင်မင်းလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါတုံကြီးချင်းတော်ဒီမြတ်တင်ဆက်မှုကတော့ဒီလောက်ပါပဲညနေပိုင်းမှာဆုံးကြရအောင်ဂျမန်ရေခုစိတ်ကြပါ I love you all God bless you all thank you for your time